အလွတ်နေတဲ့ကုခန့်လင်မောင်မောင်ကဘာဦးနေ့တနေ့ကိုပြောင်းသွားတယ်လို့ပဲတောင်းဝဝါစင်းတော့တိတ်ဆိတ်နေတဲ့ရေကန်ကြီးကိုတွေ့တယ်ရေလင်မာတွန့်နေကောက်ခွေးနဲ့တစ်ချောက်ပင်တပင်အရွက်တွေမရှိဘူးတေကိုင်းတွေငုံတင်းနဲ့သူတို့လေးယောက်ကန်းစားမရက်ပြီးပဝဲညင်ကိုအကဲခတ်တယ်တော့ဟာသူတို့ကိုအကဲခတ်နေတယ်လို့တိတ်ဆိတ်လွန်လာတယ် ဘယ်လိုလုပ်ကြမလဲသူတို့ထဲကတယောက်ကစပြောလိုက်တယ်။ "तू ကဒီဟုတ်စုရမှာစကားအများဆုံးလူတလားလုံးသူကြီးစကားတွေပေါင်းခဲ့တာ။ချန်နယ်တောင်းကသူပြောတာနားထောင်လိုက်ခေါင်းငိမ့်လိုက်လှုပ်လာတဲ့သူတွေကြီးပဲ။သူတို့အားလုံးကားတစ်စီးနဲ့ရန်ကုန်ကနေရောက်အောင်ပေါ့ထွက်လာခဲ့ကြတာ။အခန်းတွေရောင်းထွက်လို့စိတ်ညစ်တဲ့ contract ရယ်။စတိုးဆိုင်ပိုင်ရှင်ရယ်။တက်တော်ကကျူတာရယ်ပြီးတော့ တလန်းလုံးစကားတွေပြောလာတဲ့ video director ရယ်ပေါင်း၄ယောက်ပေါ့သူတို့ကကြီးမှပေါင်းမိကြတဲ့သူတွေတယောက်ချောင်းတယောက်ဂါဂနာနာတော့မသိကြဘူးမြို့ထဲမှာတပတ်တစ်ခါလောက်စုံနေညနေခင်းပြေးလေးပါလေးစုပ်ကြတယ်သူတို့စကားဝိုင်းကတောက်ရောက်တောင်ရောက်ပြောကြတာများတယ်လောကိစ္စတွေမိသားစုကိစ္စတွေရှောင်ပြီးဟာတာနဲ့အတင်းဖြင်းလေးတွေပေါ့ပါပြောကြတာမျိုးဘော ဗီဒီယိုဒရိုက်တာကကားမရပဲထိုင်းနေတာကြာပြီစတိုးဆိုင်ပိုင်ရှင်ကလည်းသူ့ခြောက်ကြီးခြောက်ချက်ဆိုင်လေးနောက်ထပ်အခန်းကပြေးဖို့ရင်မြဲပူနေရတယ်လို့တက်တူကြူတာကလည်းလူမှုရေးပြဿနာနဲ့စိတ်ညစ်စရာရှိနေတယ်သူနဲ့လို့ဖို့ခိုင်မဲ့ဆရာမတယောက်နဲ့ကျူးကျူးလွန်းလွန်းဖြစ်တာ우သူမျိုးသမီးကတဖြည်းဖြည်းတန်တရားဝင်လာနေလို့လေဒီကိစ္စကိုဘယ်သူမှဖွင့်မပြောဘူးသလိုဘလို့အဆုံးသတ်မှမသိဖြစ်နေတယ်ဒီထဲမှာ အဆိုးဆုံးကတော့ contract လုပ်နေတဲ့လူပဲဖြစ်လိမ့်မယ်။တရားရုံးတွေမှာအမှုခင်းတွေနဲ့ရင်ဆိုင်နေရတယ်။ဘန်ရွေးတွေရတယ်လေပဲနေနေတယ်။မနေ့အဲ့ရနိုလိုဖုန်းဖွင့်လိုက်တာနဲ့ဘန်ကပို့ထားတဲ့မေးလ်တတောင်တောင်နဲ့ chat box ထဲမှာဘီလက်မြင်နဲ့အုပ်သေးကြောက်ဖို့ပြေးဖို့ပို့ထားတဲ့ message ဆိုရတယ်မနေ့အခန်းတွေကရောင်းမထွက်တဲ့အထဲအမီပေါ့မြေအရှုပ်ရှင်းကိစ္စတွေကငားယိုးနေတယ်လို့တစ်ဆုံနေတယ် ဝါအရင်တော့ပြောစရာမကောင်းတော့ဘူးလို့အဲ့ရတဲ့ပြန်ပြန်လဲတွေ့တဲ့မနေ့ကင်းတွေဘလောက်တော့ရှိပြီလဲလောလောဆယ်ဘယ်လိုလုပ်ကြမလဲဆိုတာမစဉ်းစားနိုင်ဘူးဗျာ secret ပေါ်ကြအောင်စိုးစားပိုင်ရှင်ကဘောမေထဲက secret ဘူးယူမင်းကြီးလိုက်တယ်တလန်းလုံးတောင်နိပါဝေတိတ်ဆိတ်နေတဲ့ဂျူတာကအရန်လာတယ်ဗျာကဲ driver ဒီရှူခင်းနေတဲ့ဇာကားတက်ကတော့ရိုက်လိုက်စမ်းဗျာ driver ကမခုံးတွန့်ပြတယ် ကန်ထရိုင်နာကသူ့ကားဖုံးမွင့်ပြီးဟိုဒီလိုက်ကြည့်ပြီးမှဘန်ငါချိုးပြတ်သွားတာဗျာလိုလန်းပြောတော့ငါဒရိုက်တာရဲ့မျက်နှာဖြူပဖြူပဖြစ်သွားသေးတယ်မဟုတ်လားကျွန်တော်ကားစီပြန်သွားအောင်လို့စိုးစံပိုင်ရှင်ကသတိလန့်ပေးတယ်။ရေရင်မင်းသားကကားနားရောက်တော့တက်သူကျူတာကဖုန်းလုံးလန့်ခေါ်တယ်။ဟေးလူတွေဖုန်းလိုင်းလည်းမမြင်ဘူးဗျဘယ်လိုလုပ်ကြမလဲ။အားလုံးပြာခတ်ပြီးဖုန်းနဲ့ထုတ်ဆက်တယ် ဘသူမှဖုန်းခေါ်လို့မရတော့အလုံးစိုးဝင်စိတ်တွေမတိမတာဝင်လာတယ်ကျွန်တော်ပြောမယ်ခုကျွန်တော်တို့တောင်ကန်ထွက်လာ၄နိုင်လောက်ကြာပြီဆိုတော့မိုင်၄၀လောက်တော့ရှိလောက်ပြီဒီလမ်းတိုင်ပြန်သွားရင်ကျွန်တော်တို့မှားဝင်လာတဲ့နေရာကိုရောက်မယ်အဲ့ဒီကနေကားကြုံဆောင်စီပြီးတောင်ကူသွားမယ်ဝါရှော့စရာခေါ်မယ်ဗျာတကယ်လို့ဖုန်းလိုက်မိရင်လဲမိတဲ့နေရာရင်တောင်ကိုလှမ်းဆက်မယ်မကောင်းလား ကန်ထရက်တာကသူကပြောတော့ကျန်တဲ့သူတွေလည်းလေးဒီလေးကန်နဲ့ခေါင်းကျင်းကြတယ်။ကဲဒါဆိုနှစ်ယောက်ကကားနားနေခဲ့ဗျာ။ကျန်တဲ့နှစ်ယောက်ကလမ်းလျှောက်ပြီးနောင်ရင်းပြန်လှည့်မယ်။ဘယ်နဲ့လဲ။စတိုးဆိုင်ပိုင်ရှင်နဲ့ဒရိုက်တာကကားနဲ့နေခဲ့ပြီးကန်ထရက်တာနဲ့ဂျူတာကတောင်ငူသွားဖို့အလုံးသဘောတူလိုက်တယ်။သူတို့လမ်းတိုင်တစ်ဖြည်းဖြည်းထွက်သွားတော့ကျန်ခဲ့တဲ့စတိုးဆိုင်ပိုင်ရှင်နဲ့ဒရိုက်တာလည်းကားထဲဝင်ထိုင်ပြီးအတွေးကိုစီနဲ့နှုတ်ဆက်နေကြတယ်။ အပြင်မှာတောအုပ်ထဲကနေမုန်းတဲ့ချိန်ပေါ့အပူရှင်ဟာကတ်တရာချမ်းခင်းထားတဲ့လမ်းပေါ်မှာတရရင်နဲ့ဒရိုက်တာကဒီခီးကို လိုက်လာမိတာမှားများမှားမိတာလို့တော့စိတ်ထဲမှာတန်တရားဝင်နေတယ်ဒီလိုမျိုးကားပြက်တာမျိုးကတော့ရိုက်ကူးထွက်တိုင်းခဏခဏကြုံရလို့ရိုးနေပါပြီဒါမဲ့အခုတခါတော့စိတ်ထဲမှာတမျိုးဖြစ်နေတယ်ပြီးတော့ဒီလမ်းကလည်းဒီအုပ်စုရဲ့လူတွေတရားအောင်မရောက်ဘူးတာလည်းမဟုတ်ဘူးလေ လမ်းမပြီးဝင်လာခဲ့တဲ့လမ်းဆိုတော့ဘယ်ရောက်မှမလဲမသိ store တိုင်းရှင်ကတော့ပန်းနိုင်ကြထားမှတွေးပြီးစိုးရိမ်နေတယ်စိတ်လှုပ်ရှားစရာကြုံလာတိုင်းသူကအမြင်ရင်ကြက်တယ်မို့လားရောင်ရမ်းပြီးဘောင်းမီအိတ်ထဲက Vandolin ရှူစည်းဘူးကိုဆန်းလိုက်တယ်ရှိတယ်ဆိုတော့မှစိတ်သက်သာရသွားတယ်အဲ့ဒီဘူးပျောက်သွားရင်ဒုက္ခပြီးမှစကားရှာပြီးနှစ်ယောက်သား တောင်တောင်ကြီးတွေ secret file ပြောကြတယ်အနည်းဆုံးဟိုလူတွေအကြောင်းပေါ့သူတို့ရဲ့အစဉ်ပြေးပါမလားအနည်းဆုံးတော့လမ်းစုံမှာကားကြုံနေရှိတယ် sorry ပေါ့အဲ့လိုနဲ့နေရတိတိကျလာတယ်ကားတကားဖွင့်ပြီးနှစ်ယောက်လုံးမတ်တဲ့ပြင်းထွက်မှတ်တရတော့တော့တခုလုံးခုချိန်ဒီတိတ်ဆိတ်နေရောတိရွတ်တွေကငြိမ်သက်နေရောဒရိုက်တာကခင်ဗျာခဏနေခဲ့ဗျာကျွန်တော်ရှောက်ကြည့်လိုက်အောင်မယ်ဆိုပြီး ရေကမ်းမောက်ထပ်ဆင်းသွားတယ်။စိုးစံပိုင်ရှင်ကကားရင်းရင်ဒရိုက်တာကိုခဏလမ်းကြည့်တိုက်ပြီးဖုန်းထုတ်လိုက်တယ်။လမ်းရလို့ရညာဖုန်းလိုက်ပြင်မဲ့လဲ no signal ပဲဖြစ်နေတယ်။ဖုန်း gallery တွေကဓာတ်ပုံတွေဟိုကြည့်တီးရှောက်ကြည့်နေတယ်။သမီးမွေးတွေကပုံတွေမိတ်ဆွေတွေနဲ့စကားပြောနေတဲ့ပုံတွေသူမျိုးသမီးချစ်တော်ကြောင်ပုံတွေဘယ်တော့မှရိုက်ထမ်းမှမသိတဲ့ပုံတွေရောပဲရှုပ်တဲ့ အိမ်ပြန်ရင်တဲ့စိတ်ကပြင်းပြင်းထန်ထန်ဖြစ်လာတယ်။ဘယ်မှာဖုန်းဆက်လို့မရလို့စိုးရင်လာလဲပါတော့ဗော။အပြင်ကုန်သတိရပြီးကြည့်လိုက်တော့နေမင်းဟာတော့ထဲအလင်းမြနှင်းမြုံနေပြီ။ကားတစ်ခါဖွင့်ပြီးဒရိုက်တာဆင်းသွားတဲ့ရေကန်ဘက်ကိုကြည့်လိုက်တော့ဘာရည်ရမှာမတွေ့ရဘူး။ရုတ်တရက်ကြောက်စိတ်ကဝင်လာတယ်။ဒီဒရိုက်တာဘယ်မှာရောက်သွားပါလဲ။ဟေးကိုကြီးနိုင် စတိုဆန်ပိုင်ရှင်ကဒရိုက်တာရဲ့နာမည်ကိုခက်ချေချေအော်ခေါ်လိုက်တယ်။ဘာမှတုံ့ပြန်နိုင်တာမကြဘူး။လီယာအခုမှခက်ဖြည်းဖြည်းတိုက်လာတယ်။စတိုဆန်ပိုင်ရှင်ကဒရိုက်တာဆင်းသွားတဲ့စင်ဂျီရှော့တိုင်းလိုက်ဆင်းသွားတော့တော့ဟာအမောင်ဝေးကိုတော့စချုံနေပြီ။သတင်းစာထဲမှာလူပြောက်ကြောင်ကြရင်ဇက်တိုက်ပါလာတယ်။လိုက်မော်မှာနောက်ဆုံးတင်တဲ့ပိုးစွေကြည့်ပြီးရဲဘက်ကလိုက်တယ်။ တော်တန်းလန်းတဲ့ staff အမျိုးအစားကားကိုတော့တောင်ငူရဲ့အရှိပဲတော်လန်တလန်းမှာ အကောင်းမကရီတိုင်ရှာတွေ့တယ်။အဲ့နာတောကျောင်းတဲ့မုတ်ဆိုးတွေခွေးတွေနဲ့ပြောင်းနေတဲ့သူတွေကိုတောင်းနှင်းရှာရမယ်။တရားမှရှာမတွေ့ဘူး။ကားပြန်တွေ့တဲ့တောင်ငူနာရေကန်ထဲကိုဝလုံးနဲ့လိုက်ထိုးပြီးရှာတော့လေ။သူရကြဘာမှမတွေ့ရဘူး။ရက်တွေတော်တော်ကြာတော့ ရှာဖွေလုပ်ငန်းတွေရလိုက်တယ်။နောက်တော့မိုးတွေတဲအိမဲရွာတယ်။လိုက်မော်မှာတော့တနိုင်ငံလုံးရေးကြီးတဲ့သတင်းတွေနဲ့နိုင်ငံရေးပြောင်းလဲတဲ့သတင်းတွေလူလေးအောင်ထူးထူးဆန်းဆန်းပျောက်ဆုံးသွားတဲ့သတင်းကတော့မိန်သွားပြီပေါ့။နောက်ကြရင်ဘယ်သူမှသိကြတော့မှာမဟုတ်ဘူး။သူတို့ရေပျောက်သွားတဲ့နေရာနာကရေကန်ထဲမှာတော့ရေရပြည့် န်လဲကတချောက်ပင်ကတော့ပူပြီးခြောက်တောင်းလာတယ်လို့ပဲဒါမဲ့တီးတီးချာချာကြည့်ရင်ရွက်နုလေးတွေထွက်လာတာတွေ့လိမ့်မယ်